သူကဘာတွေပြောသူကဘာပြောလဲဆိုတော့ကျွန်တော်တက်ကနေထွက်လာတာတရင်မှု၃ရောက်တော့ရှိသွားပြီကျွန်တော်ထွက်ကျွန်တော်ရောက်တော့သွားတာအဲ့ထက်မှတယောက်ပဲကောင်းတယ်ဘာညာပြောမဟုတ်ဘူးမင်းအဲ့ဒါအဲ့တရင်မှုကောင်းတဲ့တယောက်ကပြဿနာမရှိဘူးခင်ဗျအဲ့မကောင်းပါဘူးလို့ပြောတယ်လူ၂ယောက်ရဲ့နာမည်ကိုပြောလို့ဆိုသူကထွက်သွားပြီထွက်သွားရင်မပြောနဲ့လေမကောင်းတဲ့သူထွက်သွားတာကိုဘာလိုက်လာပြောနေမကောင်းရင်မကောင်းတဲ့သူဒီတရင်မှုဒုတိယဘုံမှုကြီးဘသူသွားလို့ထည့်ပြောလိုက် အခုတော့မဟုတ်ဘူးအဲ့လိုဝလုံးသုံးကလာအဲ့စကားတွေကိုအဲ့လိုလူတွေရဲ့စကားတွေကိုမျိုးသောကောင်ရနားထောင်ပြီးတော့တက်မတော်မကောင်းပါဘူးလို့ခေါ်အဲ့ဒါဒီဘက်ကစကားတေချာကြည့်လိုက်ရင်အနီဘက်ချမ်းဝါဒဖြန့်တာကျတော့ဘလို့လဲဆိုဘုံနေဝင်းမကောင်းတာ哦တက်မတော်မကောင်းပါဘူးဆိုပြီးတော့လှုပ်တာတကယ်ကဘုံနေဝင်းကကောင်းခဲ့တယ်ဗျဘုံနေဝင်းကကောင်းခဲ့တယ် ခင်ဗျားတို့သေချာကြည့်လိုက်ဘုံနေဝင်းကိုမကောင်းပါဘူးလို့ရေးတဲ့ဥစ္စာကနှစ်ချက်ပဲရှိတယ်စာအုပ်တိုင်းအနီးဒီဘက်ကရေးတဲ့စာအုပ်တိုင်းမှာကျွန်တော်ရှိမှာစာအုပ်တွေအများကြီးကျွန်တော်ဖတ်ပြီးသွားတယ်ကျွန်တော်ဖတ်တာအခုမှဖတ်တာမဟုတ်ဟိုး2012 2017ထဲကကျွန်တော်စောင်းပါးတွေရေးဖတ်လာအဲ့တော့သူ့မှတ်စုတွေကျွန်တော်ပြန်လုပ်ထားတာတင်းလေးချိန်ကြရင်တွဲလိုက်သွားတာ leadership ဆို leadership management ဆို management motivation ဆို motivation ဘိုလ်ချုပ်ဆိုဘိုလ်ချုပ်ဦးနေဝင်းဆိုဦးနေဝင်းအဲအဲ့ဒီလို့ ျွန်တော်မှတ်စုလေးပြုခဲ့တာအဲ့တော့ဒီအနိဘတ်ကရေးတဲ့စာအုပ်ထဲမှာလေဘုံနေဝမုံတာအချက်နှစ်ချက်ပဲရှိတယ်အဲ့ဒီအချက်နှစ်ချက်ကဘာလဲဆိုတော့နံပါတ်1အချက်ကပတ်စံတွေကိုဖြတ်သိမ်းတယ်မြန်မာငွေကြေးတွေကိုဖြတ်သိမ်းတာအဲ့ဒါတွေကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်လုတ်ပြီးတင်ပေးမယ်နော်သူ့အပိုင်းနဲ့သူဒါကကျွန်တော်ကစကားကိုဒီခေါင်းစဉ်အောက်မှာဝင်အောင်ပြောရတာမဟုတ်လို့နော်ဘုံနေဝမုံတဲ့အချက်နှစ်ချက်ပဲရှိတယ်ပတ်စံတွေဖြတ်သိမ်းလို့ အဲအစိတ်တန်နေ35တန်ဖြတ်သိမ်းလို့နံပါတ်1ချက်နံပါတ်2ချက်ကဘုံနေဝင်းကိုဘယုတ်တုတ်ကလှုပ်တာဥနေဝင်းလက်ထက်မှာအစင်းရဲသုံးနိုင်ငံဖြစ်သွားပါတယ်ဆိုပြီးတော့ဂျင်းထဲတာအဲ့ဒီ2ချက်ကရှင်းရှင်းလေးအဲ့ဒီချိန်မှာကျွန်တော်နိုင်ငံမှာလက်မဲကြီးတွေအများကြီးရှိတယ်အဲ့ဒီချိန်မှာစေးကြောက်တွေရောင်းဘိမ်းမြူတွေရောင်းပြီးတော့လက်နက်တွေမောက်ကိုလှုပ်ပြီးတော့ချမ်းသာတဲ့သူတွေအများကြီးရှိတယ်ပတ်စံမှန်သမျှမြန်မာနိုင်ငံမှာလှည့်လည်ငွေကြေးမှန်သမျှက အဲ့လိုလူတွေထဲမှာပဲပတ်စံကလောကကြီးအုပ်ခံထားတာပတ်စံနေထိန်ချုပ်ထားတာငွေကြီးစည်းကွက်တို့သူတို့ကလောကကြီးအုပ်ထားတာအဲ့ဒါမှာဥနေဝင်ကအဟောင်းပြန်ဖြတ်ပြီးအစ်စ်ပြန်ထုတ်အဟောင်းဖြတ်လိုက်အစ်စ်ထုတ်လိုက်နဲ့လှုပ်ခဲ့တာအဲ့လိုလှုပ်လိုက်တော့ဟိုကောင်တွေကပတ်စံတွေကသုံးမရအောင်သုံးမရတော့လက်နက်တွေဝယ်လို့မရသူတို့ကုန်ကူးလို့မရဖြစ်ပြီးတော့ဖြစ်လေအာဘုန်နေဝင်မကောင်းပါဘူးဆိုအဲ့ဒီလိုလူတန်းသားတစ်စက်ကမကောင်းပါဘူးပြောပြီးပေါ့ဖြစ်လာတာ ပြည်သူတွေဒုက္ခရောက်တယ်ဆိုခင်ဗျားစဉ်းစားလေပြည်သူကဘလောက်ချမ်းသာလို့လဲခင်ဆက်ဆက်အဲ့ဒီဦးနေဝင်းလက်ထက်ကလည်းပြည်သူကချမ်းသာတာမဟုတ်ဘူးတနေ့လုံးမှာတနေ့စားတလတလတလမှာဘလောက်လက်စားရလို့လဲကျတို့အဖေစုကျတို့ငယ်တုန်းကနှစ်လက်စား200လားပဲရတာပြည်သူကဘလို့ချမ်းသာမှာလဲနေချင်းတော့ပြည်သူတော့ထိခိုက်တာပေါ့ပတ်စံတွေဖြစ်လာဒါပေမဲ့ပြတ်ဒီကထိခိုက်သွားတာအဲ့လိုကောင်းတယ်အဲ့လိုကောင်းစားမျိုးတွေနိုင်ငံကိုဖျက်ဆီးနေတဲ့သူတွေထိခိုက်သွားတာအဲ့တော့အဲ့လိုတွေကသွေးထိုး အမှ88တိပါလာအောင်အဲ့ဒီသွေးထိုးမှုတွေက88နောက်ပိုင်းရတယ်ထက်ပြီးတော့ဘုံနေဖို့မကောင်းဖြစ်အောင်အဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်ကဘာလဲဆိုတော့တကယ်တော့ဥနေဝင်လက်ထက်မှာစင်ရဲဆုံးနိုင်ငံ ဖြစ်သွားတာမဟုတ်ဘူးဗျကျွန်တော်ကအကျွေးတွေပေးစရာရှိတဲ့ခါကြလို့ရှိရင်တရားလုံးအကျွေးဆက်လိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုရင် ကျွန်တော်ပြည်တွင်းမှာလှည့်ရမယ်ပတ်စံတရားလုံးကကျွန်တော်သုံးစားဖို့မရှိတော့ကျွန်တော်ငတ်သွားမှာ ဲ့တော့85ချက်မပေးရတဲ့နီးကိုစဉ်းစားတာတရားပေးစရာရှိရင်အစိတ်ပဲပေးမယ်85ချက်ပေးစရာမလိုဘူးအဲ့ဒီနီးကဘာနီးလဲဆိုတော့ဥရဒမကောက်စာတင်ရတယ်ကျွန်တော်တို့နိုင်ငံကို LDC စီးရင်သွင်းပေးပါဟာဦးနေဝင်လက်ထက်မှာ ADC ဆိုတာက lead develop country လို့ခေါ်တယ်ဖွံ့ဖြိုးမှုအနောက်ကျဆုံးစီးရင်သွင်းပေးပါဆိုပြီးစီးရင်သွင်းခိုင်းတာအဲ့ဒါတွေအသေးစိတ်ဗီဒီယိုပိုင်းလုတ်ပေးမယ် နော်ဗီဒီယိုဖိုင်အရှိလေးတွေသူ့အပိုင်းနဲ့သူတင်ပေးမယ်ဘူးသူရဝင်ယူကြအဲ့တော့ ADC စီးရင်သွေးပေးပါဆိုကုလသမဂ္ဂကိုစားလျှောက်တော့ကုလသမဂ္ဂကလက်ခံတယ်ဟောအဲ့တော့အဲ့လို ADC စီးရင်သွေးခြင်းအဖြစ်ကျတို့အကျွေးဆက်စရာကတရားစမ်းမှန်နေရမှာ85ချက်ဆက်စရာမလို့တော့နောက်ထပ်ကောင်းကောင်းကကနောက်တစ်ခုကဘာလဲဆိုရင်ကျတို့အခုလိုရေဘေးဒုက္ခဘေးတွေဘာတွေညာတွေတဘာဝဘေးကနေဒုက္ခရောက်တဲ့ခါကြလို့ရှိရင် အဲ့ဒီအဲ့ဒီစီစင်းဝင်နေနိုင်ငံတိုင်းနေနိုင်ငံတိုင်းအကုန်လုံးကကူညီရတယ်ကျွန်တော်နိုင်ငံကိုလာကူညီရတယ်အဲ့လိုပဲကျွန်တော်တို့ကသူများနိုင်ငံကအဲ့လိုဒုက္ခရောက်ကျွန်တော်တို့ကသွားကူညီရတယ်အခုပဲကြည့်လေခင်ဗျားတို့ငွေလေးလောက်တူတာတွေ့လားခင်ဗျားတို့ပြည်သူတွေကိုမျက်နှာမျက်ကွယ်ပြုတ်ထားပါတယ်ဆိုတော့အမေရိကန်နိုင်ငံကိုယ်တိုင်ရောက်တာဘာဖြစ်လဲငွေလေးတော့မလာဘူးလားလာတယ်လေနော်နှစ်တန်းတစ်ခါကိုးတန်းတစ်ခါဆက်တတန်းလားမသိနော်နှစ်ကြိမ်တိတိလာတယ် ဒေါ်နယ်ဒရိုက်ပါဇက်ကောပြောတာတကနတ်ဇက်ကအကူကြီးတောင်းပေးပါမယ်ဆိုပြီးတော့တော့ပြောသေးတာအဲ့ဒါတွေကဘာလဲအဲဒီစီစီရင်ဝင်ထားလို့ကျွန်တော်နိုင်ငံတစိုးတစ်ခုဖြစ်လို့ရှိရင်သူတို့ကပံ့ပိုးပေးတယ်အဲ့လိုအခွင့်အရေးနှစ်ခုရှိခဲ့တယ်အဲ့ဒါကဥနေဝင်အမုန်းခံပြီးတော့လုတ်ခဲ့ရတာအဲ့ဒါကိုအဲဒီစီစီရင်ဝင်တာကိုအစင်းရဲဆုံးနိုင်ငံဖြစ်သွားပါတယ်ဆိုပြီးတော့ဘာဖြစ်လဲမိုင်းထဲအောင်အဲ့ဒီမှာဘုံနေဝင်မကောင်းဖြစ်ပြီးတော့တမ်းမတော်မကောင်းဖြစ်ပြီးတော့ခေဆက်ဆက်ကကြုတ်ဒီကောင်းဆောင်တွေဘုံကအဲ့လိုကြီးဖြစ်လာတယ် အဲ့လိုလေးရှိတယ်ဗျနော်အဲ့တော့ကျွန်တော်တို့ကအမှန်မှန်တော့တက်မတော်ကမကောင်းဆိုတာမရှိဘူးတက်မတော်ကလှုပ်ရှားရှိတာတွေနိုင်ငံတော်ပေါ်ဥဒိတ်ထားပြီးတော့အကုန်လုံးလှုပ်ခဲ့တယ်